ူပန်ဘရန်ထောက်ကပ်မှုတဲ့အဆိုတော်သုံးယောက်နံပါတ်1ယာဝနာဒီဘဲဟာတခြင်းစဆူတော့ကသူတခြင်းကိုတရားဖို့တော့ဘုတ်ပြီးတော့ဘာလို့ဆိုနေမှန်းကိုမသိဘူးနားထောင်လို့ကိုမရဘူးဆက်မဆိုရင်ဘယ်တော့ပြရမလဲဆိုပြီးဘိုင်းပြီးချီချူရတဲ့အထိအောင်မြင်ခဲ့ပါတယ်အစဲခံရတဲ့နေရာမှာပါဒါနဲ့မကသေးပါဘူးသူဟာဂီတလန်ချောင်းဘုတ်ကိုရဖို့စန်နီပေါင်းစုပ်ကိုလည်းဘာသာဆိုအောင်မတ်တာမကအော်ဒီတွေပါထွက်တဲ့အထိရရှိခဲ့ပါတယ်။ ဒါပေမဲ့ဘလောက်ပဲဝေဖန်တဲ့သူတွေများသူရဲ့ဒီဇိုင်းမမတ်စူးစမ်းမှုကြောင့်ဂီတလန်ချောင်းဘောကိုအောင်မြင်မှုတနည်းအားရရှိခဲ့ပါတယ် အခုဆိုရင်သူရဲ့ပြိသက်ဟာမီလီယံနဲ့ချီတဲ့အထိရှိပါတယ်ဒီဘဲဟာခေတ္တတရားတော့မဟုတ်ပါဘူးသူဟာသမန်လူတွေမရနိုင်တဲ့ YouTube company ကပေးတဲ့ server button စုကိုလည်းပါဆိုင်ထားပါတယ်ဒီလောက်နဲ့တင်မကားသေးပါဘူးသူဟာ influencer တရားဖြစ်နဲ့လည်းရည်တည်ခဲ့ပြီးကိုယ်ပိုင် brand လည်းထုတ်ခဲ့ပူပါတယ်အဲ့ဒီ brand ကတော့ Tissot Engine ပဲဖြစ်ပါတယ်သူ့ကိုအားပေးတဲ့ပြိသက်တွေကတော့သူရဲ့ brand ကိုပွဲကြမယ်ဆိုတာပြောစရာလိုမယ်မထင်ပါဘူးနံပါတ်2ပန်နီဖြိုးဒီဘဲဟာအတန်းချွတ်ချွတ်အေးလေးနဲ့ပြိသက်ရဲ့အာရုံကိုဖန်ဆာနိုင်တဲ့အဆူတော်တရားပဲဖြစ်ပါတယ်အကယ်လို့တင်ဟာအသေးကွဲနေတဲ့ဆိုရင် ပန်နီဖြိုရဲ့တခြင်းကိုဘန်နာဖို့အကြံပေးထားခြင်းပါတယ်။ဘာလို့လဲဆိုတော့သူရဲ့အသေးကွဲတခြင်းကိုနားထောင်မိရင်ရည်စားမရှိတဲ့သူတွေတော့မရှိတဲ့ရည်စားကိုလွန်ပြီးအသေးကွဲနေရပါမယ်။တခြင်းနဲ့ပြည်သက်တွေကိုအသေးကွဲကြံတဲ့ဘန်နီပြောတာအော်တိုဂရစီတရားဖြစ်ပြီးကိုပန် brand အော်တိုကိုလည်းရောင်းခဲ့ဘူးပါတယ်။မတော်လို့တင်ဟာလူကြားတဲ့သူတခြင်းကိုနားထောင်မိလို့ငွေရမှဆက်နေရင်စိတ်ပူစရာမလိုပါဘူး။အော်တိုတွေနဲ့ကွဲပြီးငိုလို့ရပါတယ်။ What? Bro, what are you talking about, man? နဘာတော့ is bot ဒီဘဲကတော့နခန်းနီမလီတီရဲ့အသေးဆွဲ rapper တယောက်ဖြစ်ပြီးသူ့ရဲ့ထူခြားချက်ကတော့ထွက်သမျှရှင်တိုင်းပေါင်းနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဘဲရဲ့အသေးကွဲတခြင်းကတော့နည်းနည်းတော့စားပါတယ်။ဘယ်လိုမျိုးစားလဲဆိုတော့သူ့တခြင်းစားသားတွေကအသေးကွဲစားသားဆိုပေမဲ့တီလို့တွေကမြူးမြူးလေးဖြစ်နေပါတယ်။အဲ့ဒါကြောင့်မို့လို့အသေးကွဲရင်တော့မြူးမြူးလေးကွဲခြင်းနဲ့ဆိုရင် is bot ရဲ့တခြင်းကိုတတိယလိုက်ပါ။ အသေးကွေးတချင်းတွေဆိုပေမဲ့တခါမှအခြေရေဆုတ်ရှင်တဲ့တင်းတွေမကြားရတဲ့ Xbox ကတော့ကိုပိုင် brand ထုတ်ခဲ့မှုပါတယ်သူထုတ်ခဲ့တဲ့ brand တွေကတော့ NG, Auto, Panero ဖြစ်ပြီးအဲ့ဒါကိုမှကိုပိုင် logo လေးနဲ့တည်တည်ချာချာလေးထုတ်ခဲ့တာပါနောက်ပြီးဒီဘဲကရည်စားမရှိဘူးလို့လည်းသိရပါတယ်အဲ့ဒါကြောင့်မို့လို့ရည်စားမရှိတဲ့သူတွေကအလုပ်တွေပိုလုံးနိုင်တယ်ဆိုတာကိုဒီဘဲကတည်တည်ပြလိုက်တာပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းအလုပ်တွေအများကြီးလုပ်ဖို့စိတ်ကူထားတဲ့ဆိုရင်ရည်စားမထားမှတည်နေလို့ပဲမှာချင်ပါတယ်